ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ဖုန်းဝက်အိမ်တို့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါရခင်ဗျာကျွန်တော်ဇာကြီးဆရာဆရာကျူမွေးဤသမီးတို့ချစ်သူနှမွာလူဆိုတဲ့ဟာတာဝတ္ထုစာအုပ်ကိုအပိုင်းငါးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာမိုးနမင်းမဘေလို့တာပေါ့ဟိတ်တာ မင်းရောက်နေတာသုံးရက်ပဲရှိနေပြီမင်းအင်မတန်ဝါသနာပါတဲ့စံလျားကိုဘာဖြစ်လို့အခုတည်းကမတီးသေးတာလဲမင်းရဲ့လက်တံကိုဖေဖေရောမေမေပါသုံးနှစ်လောက်မကြာရလို့အခုကြာကျင်နေကြပြီဒီတော့တိပါဆံမအောင်ကွာတနေ့နန်းနဲ့တွင်ဥဒ္ဓထွန်းမောင်ကအောင်ပြကကိုစံတရားကိုကျွမ်းကျင်စွာတိတတ်သောသူသားအောင်သူရင်အမတ်နှင့်ပြောနေခြင်းပင်ထိုပြောတဲ့အကြအောင်ပြကမှာမိုးကြိုးအပြစ်ခံလိုက်ရသလိုတကောလုံး၆ချသွားတော်သည်သူကစံတရားကိုကျွမ်းကျင်စွာတိတတ်ဖို့မဆိုထားနှင့် အတံမီအောင်တောင်နှိမ့်တတ်သူမဟုတ်သူကျွမ်းကျင်စွာတိတတ်သည်ကဒုဗ္ဗတာဖြစ်သည်ပုံပြကမှာဒေါသပီပီဒုဗ္ဗတိတော့အလွန်တော်သည်ရွာကဖျားပွဲများတွင်၎င်းရှင်ပြုအလူပွဲများတွင်၎င်းအောင်ပြကမှာဒုဗ္ဗတိတွင် နာမည်ရသည်ဇန်တရားကိုတော့သူသည်ကံ၍ပင်ကြည်ဘူးသူမဟုတ်ပေယခုအောင်တရင်ဖခင်ကြီးကဇန်တရားအတိခိုင်းနေ၍သူမှာမြည်တို့သာဆင်ခြေပေးရမည်ကိုစဉ်းစားနေသည်အောင်တရင်မိခင်ကြီးတော်များနှင့်ဤမှာသာဖြစ်သူအသက်မသေးပဲပြန်ရောက်လာသည်ဖြင့် ပြန်လည်၍ဂျမ်းမာနေပြီဖြစ်သည်တို့ဖြစ်၍သူနှင့်အတူအကန့်နဲ့ရှိနေသောဒေါ်မြာနှင့်ဤကလည်းဘုဒ္ဓထွန်းမောင်နေသူတိုက်တွန်းနေသည်ဟုတ်တယ်သားရင်မိရဲ့စံပြားလက်တံကိုမိမိတို့မကြားရတာကြားလာပြီပြီးတော့တပုတ်လောက်တိပြစမ်းပါယောခက်ပြီကောအောင်တရင်အယောင်စာအောင်ပြက်ကမှဘာပြန်ပြောရမည်မသိတော့ပြီကျုပ်ကတော့သားဗျခမည်းလိုမျိုးသားမဟုတ်လို့စံလျရတော့မတိတတ်ဘူးဒုဗတ်ပဲတိတတ်တယ်ဗျ ဟူ၍သာအော်ပြောခြင်းစိတ်ပေါက်လာသည်သို့သောမဖြစ်သည်အောင်ပြကစင်ကြေပေးရန်တွေးတော်နေ၌သူတို့ထံသို့ချီဝင်းလဲမှဒူမကိုယ်တိုင်မောင်းနှင်သောစူပါရုကားကလေးနှင့်ရောက်လာခဲ့သည်ထို့သို့ရောက်လာခြင်းမှာအောင်ပြကအတွက်မိုးနံမင်းကမလိုက်သည်လားကံကောင်းသွားခဲ့သည်ဟောဟူမေချီဝင်းလဲရောက်လာပြီအတော်ပဲအောင်ပြကမှာဝန်သာသာနှင့်လှမ်းပြောနေသည်ဟေးညီမလေးဝင်းလဲယူလာတာတော်ပဲဟောဒီကကိုကိုရဲ့ဖေဖေနဲ့မေမေတို့ကစံတရားတီးခိုက်နေကြတယ် အခုညီမရောက်လာတော့ကိုကုတ်ကိုစားစန္ဒရာတိပိဇံပါညီမလက်တန်းနမ်းပထရတာကြာပြီချီရီဝင်းနဲ့အခန်းထဲတော့အရောက်တွင်အောင်ပြက်ကကစီချိုကပြောနေသည်အိုးကိုကိုကတော့နောက်ပြီပေတော့ကညီမကစန္ဒရာတိတက်လို့လေခင်တာပဲတိတက်တယ်ဟာဟိုက်တော့ဘလို့တော့ဒုက္ခပဲအောင်ပြက်ကကပြုထွက်သောမျက်လုံးနဲ့အထပ်ပါအတိုင်းထိတ်လန့်ကြရေရွမ့်မိသည်လူကြီးနှစ်ဦးကတော့ရိမ့်မိဟန်မရှိပဲအောင်ပြက်ကနောက်နေသည့်အထင်နဲ့ရေနေကြသည် အောင်ပြက်ကမှမူမြည်သည့်စင်ကြေတွေကိုထပ်မံ၍ညံစင်ကပေးရမည်မသိဖြစ်နေတော့သည်ကိုစင်မှာပင်ချစ်ရည်ဝင်လက်ဤအတန်ကလေးပေါ်ထွက်လာပေသည်ကိုကိုစံပြတိမမှန်သိရင်ညီမလည်းအင်္ဂါဂီတာကိုယူခဲ့မှာပေါ့ကိုကိုဩစတြေးလျမသွားခင်ကဆိုရင်ကိုကိုကစံတရားတိပြီးညီမကဘေးကနေပြီးဂီတာတိတယ်လေဒါမျိုးမတိရတာကြလို့အခုအိမ်ပြန်ပြီးညီမရဲ့ဂီတာသွားယူလိုက်မယ်ချီရီဝင်းလက်အေးစကားတွေကြောင့်အောင်ပြက်ကမှစင်ကြေပေးရန်အခွင့်သာသွားခဲ့သည်ဟာဟုတ်ပြီ တစ်ချက်ကိုနှစ်ချက်ပြဆိုသလိုဖေဖေတို့လည်းကျွန်တော်တိမဲ့စန္ဒရလက်တန်ကိုကြားရကျွန်တော်ကလည်းမကြားရတာကြာပြီဖြစ်တဲ့ချီဝင်းလေးရဲ့ဂီတာတန်ကိုကြားရတော့မှာမို့နောက်တစ်နေ့ကြမှာပဲဖေဖေတို့ကိုတိပြမယ်နော်ဒီဒီကနေ့တော့ခွန့်လပါအောင်ပြကားဤစင်ကြီးကိုအောင်သူရင်ဤမိဘများကတန်တရားမဝင်ကြဘဲလက်ခံလိုက်ကြသည်အေးဟုတ်တယ်နောက်နေ့ကြမှာပဲသားနဲ့သမီးရဲ့လက်တန်တွေကိုမိမိတို့နားထောင်ကြတော့မယ်တော့မြာနှင်းဤပြန်ပြောတန်ဒီတော့မှအောင်ပြကားမှာလဲရင်ထဲမှာအလုံးကြီးကြာသွားခဲ့တော့သည်ဖေဖေ ညီမဝန်းလည်ရောက်လာလို့ဒါလည်းသူ့ကားနဲ့အပြင်ကိုလိုက်သွားလိုက်ဦးမယ်နော်အောင်ပြက်ကကဥတ္တရမောင်ထာ၌ခွန့်ပန်နေသည်ဟာတားရဲ့ဘာဖြစ်လို့သမီးဝန်းလည်ကိုဒုက္ခပေးနေရတာလဲဒါလည်းကမ်းမောင်းတက်နေလို့အင်ကတားရဲ့ကားကိုယူသွားပါလားဒါလည်းဩစတြေးလျကပြန်လာကြတဲ့ကကမ်းမောင်းတာမတွေ့ရသေးဘူးဥတ္တရမောင်ကပြောလင်အောင်ပြက်ကမှစင်ကြီးပေးရန်စဉ်းစားရပြန်သည်မောင်းတာမတွေ့ဆိုတားကမမောင်းခြင်းလို့ပါ ပေပေတိတဲ့အတိုင်းပဲဩစတြေးလျမသွားခင်က ကားတွေကအခုလောက်မများသေးဘူးအခုဆိုကားတွေကရမ်းများနေပြီနောက်တခါလမ်းစည်းကမ်းတွေကလည်းပိုများလာပြီးတင်းကျပ်လာပါတယ်ဒါကြောင့်တာဟာကိုတိုင်ကားကိုမမောင်းသေးပဲသူများမောင်းတာကိုထိုင်စီပြီးလမ်းစည်းကမ်းတွေကိုလေ့လာကြည့်နေတာပါပေပေအောင်ပြားကဤစင်ကြင်များကိုဥတ္တရထွန်းမောင်းကလက်ခံလိုက်သည်အေးကွာတာပြောတာလည်းမှန်တာပဲဒီတော့ဆက်ပြီးလေ့လာနေဦးပေါ့ကွာဟုတ်ကဲ့ပေပေဒါဆိုညီမဝင်းလည်းနဲ့တာလိုက်သွားမယ်နော် အောင်ပြကကဥဒ္ဒထွမောင်းထံတွင်ခွင့်ပန်ရင်ချီဝင်းလဲနေသူအိမ်မထွက်လာခဲ့လေသည်တတိဆိုဒီမှာအောင်တွင်မှာဒီဘီနှင့်အောက်ဆက်ကိုအကြောင်းပြ၍ရန်ကုန်မြို့တွင်ရှိသူ၏မိဘများထံသို့သွားရောက်ရန်စိတ်ကူးခဲ့တော်လဲသူစိတ်ကူးမှာအကောင့်ထဲမပေါ်တော့ပြီသူရန်ကုန်သို့သွားမည်ဆို၍အောင်ပြကဤမိခင်ကြီးဒေါ်အိနွယ်ကပြောလိုက်သောစကားများကြောင့်ပင်တားကလေးကွင်စင်ကာပူကရောက်လာတာတည့်ရက်ပဲရှိသေးတယ်ရန်ကုန်ကိုသွားဦးမလို့လားအမီနဲ့၄-၅ရက်တော့နေပါဦး နောက်မှရန်ကုန်ကိုသွားပါကွယ်ဒေါ်အင်းွယ်ကတန်းွေရိပ်အောင်သူရိမှာရန်ကုန်မြို့သို့လောလောဆယ်သွားရန်မဖြစ်တော့ပေရန်ကုန်မြို့သို့သူမသွားနိုင်တော့လဲအင်းအတွက်မိဇက်ကိုတော့ဝယ်ကျင်နေသည်သူလုံးမွေးလာကလေးကလျှက်စမီအောက်တွင်ကြီးပြင်းလာရခဲ့ရသူအတွက်ယခုလိုဖျောင်းတိုင်းကိုထွင်း၍မနေလိုတော့ပေသူအတွက်ရေအစအစာနဲ့အင်းသားအတွက်ပြဿနာမရှိလာတော့လဲညရောက်၍ဖျောင်းတိုင်းမိနစ်နေရသည်ကိုတော့စိတ်ညစ်လာသည် တို့ဖြစ်၍ရွှေပြားဤအကိုကြီးဗမံကိုမိဇဝေယံအတွက်ဣန္ဒြာမျိုးတို့လွှဲရန်သူစိတ်ကူးသည်သူစိတ်ကူးခဲ့မှပင်ဗမံမှာသူထံသို့ရောက်လာသည်ဟိကောင်ပြက်ကဒီပြည်နဲ့ဗီဒီယိုဆက်သွားဝင်မယ်ဆိုငါပါလဲခဲ့မလေဗမံကသူ့ကိုပြောနေသည်သွားဝင်လို့မဖြစ်သေးဘူးဗျမိမိကသူနဲ့၄-၅ရက်လောက်နေပြီးမှသွားရမှာတဲ့ဟာဒါဆိုငါမှခဲရည်တည်းများဘဲတစီဘွားရောက်ရပြီကောဟောအကိုကြီးကတော့လှုပ်ပြီး ခဲ့လေသမ ्या သိရကြတာကြားဘူးပါတယ်ဗျာဘဲတစီဘွားဆိုတာမကြားဘူးပါဘူးမင်းမကြားဘူးဆိုငါကလည်းထွင်ပြီးပြောလိုက်တာကိုဒါဆိုရင် TV တွေဗီဒီယိုတွေကြည့်ဖို့နောက်ထပ်၄-၅ရက်လောက်စောင့်ရအောင်ပါပေါ့နော်အင်းပေါ့ဒါပေမဲ့မိစက်ကတော့ဒီကနေ့ပဲဝင်မယ်ဗျာဖျောင်းနိုင်မိကြီးနဲ့နေရတာကျွန်တော်မနေတတ်ဘူးအလဲလဲစင်ကူပြန်ကြီးဆိုပြီးဘဝင်ကလည်းမြင်သွားလိုက်တာမင်းဟာမွေးကလေးကလျှက်စမီမလာတဲ့အခါဖျောင်းနိုင်နဲ့နေပြီးကြည်လာခဲ့တာပဲ အခုမှမနေတတ်ဘူးဘာဘူးနဲ့ဖြစ်နေလိုက်တာဒါကတော့ဒီလိုရှိပါတယ်ကျွန်တော်ကလျှက်စင်ပြီးပြဿနာမရှိတဲ့စင်ကာပူနိုင်ငံမှာသုံးနှစ်နီးပါးနေလာခဲ့ရတော့အခုလိုဗျုံစားကြီးဖျောင်းနိုင်တဲ့ပြန်နေရတော့တမျိုးဖြစ်နေလို့ပါဘူဝင်မြင့်သွားတာမဟုတ်ပါဘူးယာအောင်တူရင်ကသူ့ကိုအောင်ပြက်ကမဟုတ်မှန်းမယိမ့်မိစေရန်ယခုလိုရှင်းပြနေခြင်းပင်ကောင်းပြီလေမင်းမိစေဝယ်မယ်ဆိုရင်သွားကြစို့ဗမောင်မအောင်သူရင်လိုက်ပါမိအထင်နဲ့ခေါ်နေတော့ဒီကျွန်တော်တော့မလိုက်တော့ဘူး မိမိနဲ့ရွှေပြိုင်းကရွာထိပ်ကဆရာတော်စီကိုဆွမ်းကပ်ဖို့ကျွန်တော်ပါခေါ်နေလို့လိုက်သွားရမှာမို့အကိုကြီးပဲဟင်္ဒရာမျိုးကိုတက်ပြီးမိဆက်ဝယ်ပေါ့တကယ်လို့အကိုကြီးမဝယ်တတ်ရင်လည်းဟင်္ဒရာမျိုးကဘဘကြီးဥလာရှင်ကိုဝယ်ခိုင်းပြီတော့ကျွန်တော်ငွေပေးလိုက်မယ်မင်းနဲ့ကွာငါ့ကိုများအထင်သေးလိုက်တာမိဆက်ဝယ်တာမင်းရဲ့ဘာကြီးဥလာရှင်ကိုဝယ်ခိုင်းစရာမလိုပါဘူးငါဝယ်ရက်ပါတယ်ကွာဘမောင်ကမခံကျင်တန်နဲ့ပြောနေပြီဟုတ်ရလားအကိုကြီးကမိဆက်အတင်နဲ့တပန်နွမ်းမိဆက်ကိုခွဲတက်လို့လား ဟဲဗျက်ကငါကမင်းအရန်ထင်သိနေတာကိုစိတ်ချမင်းမိဆက်ကိုအစ်စ်ချက်ချွတ်ရအောင်ဝဲပြမယ်ဒီမဲ့အခုသွားပြီဆွမ်းကပ်မဲ့ဆရာတော်ဖရာကျောင်းမှာရှိတဲ့မိဆက်ဟာဘယ်သူဝယ်ပြီးလှူထားတယ်ထင်တယ်ဟွန်းကျွန်တော်ထင်တာပြောရရင်ဒီမိဆက်ကိုခမရလှူထားတော့မဖြစ်နိုင်ဘူးဆရာတော်ရဲ့တတိယတကာတူကဝယ်လှူထားထင်တာပဲဟုတ်တယ်မဟုတ်လားအေးဟုတ်ဟာကွာ ငါကငါဝယ်လူတာလို့မင်းကိုကြွမဲ့ဆဲဆဲမင်းကနက်မျက်စိနဲ့ဆရာတော်ရဲ့တတိတကလှူတာမဟုတ်လားဆိုပြီးရှိကပိတ်ပြောချလိုက်တော့ငါမှကြွဖို့အခွင့်လန်းတောင်းမရတော့ပဲကိုတော်တော်ဆိုးတယ်ကောင်ကွာမမောင်ကပြောပြီးရဲနေသည်ကဲပါဆိုးတာတွေကောင်းတာတွေပြောမနေပါနဲ့မိစက်သေးရအောင်ဝယ်တဲ့ရင်ဝယ်ခဲ့ပြီတော့အဲမိစက်နဲ့အတူတွေ့ဖို့မိချိုးတွေနဲ့ဆက်ပြင်ဆရာကိုပါခေါ်လာခဲ့ပါနေသမအောင် စက်ပြင်းဆရာကိုဘာကိစ္စခေါ်တော့ရမှာလဲငါတယောက်လုံးရှိနေတဲ့ဟာဗျာအကိုကြီးကမိစက်နဲ့ပတ်သက်ပြီးနားလေလို့လားနားလေလို့ပြောနေတာပေါ့ဒီမဲ့ဆရာတော်ရဲ့မိစက်ပြက်နေရင်ဘယ်သူပြင်ပေးတယ်သိလားအကိုကြီးပြင်ပေးတာလားမဟုတ်ဘူးစက်ဆရာကလာပြင်တာပါစက်ဆရာပြင်ပေးမယ်ဆိုတာတော့သိတာပေါ့အကိုကြီးများပြင်ပေးသလားလို့မင်းကငါ့ကိုအထင်သေးမှန်းသိလို့တမင်ပြောတာကွာဒီမဲ့မိစက်ပြက်တိုင်းဟင်္ဒရာမျိုးကမိစက်ဆရာကိုငါကသွားခေါ်ရတယ်လေ ဆရာတော်ရဲ့အကြောင်းကမိဆက်ကလည်းတလတ်မှာနှစ်ကြိမ်သုံးကြိမ်ပြက်နေတယ်အဲ့ဒီလိုပြတိုင်းလေငါပဲမိဆက်ပြင်ဆရာကိုခေါ်နောက်သူမိဆက်ကိုဘယ်လိုပြင်လဲဆိုတာဘေးကနေကြည့်ပြီးလေ့လာထားလို့အခုဆိုရင်ဆရာတော်ရဲ့အကြောင်းကမိဆက်ပြက်ရင်မိဆက်ပြင်ဆရာကိုမခေါ်ရတော့ဘူးငါပဲပြင်ပေးနေရတယ်ပြုံရင်ဆရာတော်ကိုမေ့ကြည့်ပေါ့ကွာယုံပါပြီဗျာယုံပါပြီဒီတော့မိဆက်ဝယ်ဖို့သာသွားပြီတော့အဲတခုမှရအောင်မယ်မိဆက်ဝယ်ရင်တရုတ်ဖြစ်ကိုမဝယ်နဲ့စင်ကာပူကလာတဲ့မိဆက်ကိုဝယ်ပါသူကသိတ်အတန်မမြီပဲတာရှိခံတယ် ပြီးတော့ဓာတ်စီနဲ့မောင်းရတဲ့မိဆက်ကိုဝယ်ပါဒီဇယ်သုံးရတဲ့ဟာကိုမဝယ်နဲ့ဓာတ်စီကဝယ်ရတာလွယ်တယ်မိချိုးတွေကိုလည်းဝယ်ဖို့မိတ်မလာနဲ့ဆက်ဝယ်ပြီးရင်ဟင်္ဒရာကကားငါးပြီးတာလာခဲ့ပါကျွန်တော်အကိုကြီးကိုပူပူမူမူလေးသိန်းပေးလိုက်မယ်ဟာလေးသိန်းတော့မများလွန်းဘူးလားညမနေနဲ့တမင်ပို့ပြီးပေးလိုက်တာပြီးတဲ့ငွေပို့နေရင်လည်းပြန်ပေးပေါ့ဘောင်းသူရင်ကဗမောင်ကိုအသေးစိတ်ပြောကားမှားချနေသည်ပြီးတော့သူ့အိမ်ခန်းတွင်မှတထောင်တန်းလေးတို့ကိုယူလာသည် တထောင်တန်းထုတ်တော့မှတထုတ်လင်းကြတသိန်းရှိသည်အကိုကြီးငွေတွေကိုလုံလုံချုံချုံထည့်ပြီးယူသွားတော့အောင်သူရင်ကစိုးရင်တန်းနဲ့မှားနေသည်စိတ်ကြပါကွာနေမီလုံချုံကြီးတွေရှိနေလို့လူစိုးလူရှုပ်တွေမရှိကြပါဘူးဗမောင်ကပြောရင်ငွေများကိုလက်ဆွဲတရေအိတ်ထဲသို့ထည့်နေသည်ကဲဒါဆိုငါသွားတော့မယ်မင်းသာစိတ်ချလက်ချနေပြီတော့ဗမောင်ပြောရင်အိမ်ပေါ်မှာဆင်းသွားတော့သည် နောက်나ယွက်ခန့်ကြားတွင်အောင်တရိန်မှာဒေါ်အေးနွယ်နှင့်ရွှေပိုင်းတို့နှင့်အတူရွာထိပ်ရှိသူမတို့ကိုကွယ်ကြသောဇေယတော်ဦးမလာဤကျောင်းသို့ဆွမ်းကပ်ရန်သွားခဲ့ကြသည်ထိုမှတစဉ်ရွှေပိုင်းကငါးမိုင်အကွာတွင်ရှိသောရွာသို့အောင်တရိန်ကိုခေါ်သွားခဲ့သည်ထိုရွာတွင်ရွှေပိုင်းဤအတော်တဝန်းခွဲဒေါ်ကင်ဆိုးနေထိုင်နေသည်ဒေါ်ကင်ဆိုးမှာအောင်ပြက်ကဤမိခင်နှင့်တက်တူရွယ်တူပင်အောင်ပြက်ကကိုငငယ်လေးကလေးကတူသားအရင်လိုချစ်ခင်နေသူဖြစ်သည်တို့ဖြစ်ရလေရွှေပြိုင်းက အောင်သူရင်ကိုအတော်ဖြစ်သူထံသို့အလဲပတ်ခေါ်သွားခြင်းပင်ထို့သောအသွားလန်ကြီးတွင် အောင်ပြက်ကဤရံဘက်ရံလင်းဆိုသူနှင့်ပပင်းတို့မိတော်သည်ရံလင်းမှာအောင်ပြက်ကနှင့်တက်တူရွယ်တွေဖြစ်ပြီးအသားမဲမဲအရက်မှာအနှဲငယ်ပုသည်ရံလင်းမှာအောင်သူရင်ကိုတွေ့ရလျင်အောင်ပြက်ကအမတ်နှင့်စူပုတ်သောမျက်နှာနှင့်လက်နှစ်ဖက်ကိုခါတွင်ထောင်ရင်းကြည့်နေသည်အောင်သူရင်ကတော့ရံလင်းကိုမြင်မှုသူမဟုတ်၍ခအေးအေးနှင့်ရှောက်လာသည်ရွှေပြိုင်းကတော့ အောင်ပြကနှင့်ရန်လင်းတို့မတက်ကြမှန်းသိ၍စိုးရိမ်စိတ်တွေပေါ်လာနေတော့သည်အလိုအင်မတန်ပူတဲ့ကောင်းကြီးပါလားအဲအဲလေရောင်လို့စင်ကူရန်ကြီးပါလားနေကောင်းတယ်နော်ရန်လင်းကငော့တန်ကလေးနှင့်ပြောနေသည်အောင်သူရင်ကတော့အောင်ပြကနှင့်ရန်လင်းတို့၏အတိတ်စာကြောင့်ကိုမသိ၍သူကလည်းခေါင်းခေါင်းဝင်ဝင် ပြန်ဖြစ်နေတော့သည်ဟုတ်ကဲ့နေကောင်းပါလေဗျာအခုခင်ဗျဘယ်သွားမလို့လဲဗျာ အောင်ဒရင်ထမရင်ရင်ကြီးကြီးနဲ့ပြန်ပြောတန်ကိုကြရလျင်ရန်လင်းမှာသဘောကျဟန်နဲ့ဟဟဘက်ဘက်ကြီးရေနေတော့သည်ရေရတယ်စင်ကာပူနိုင်ငံကပြန်လာမှဇော်ရန်ကိုယဉ်ကျေးနေပါကလားငါ့ကိုဘယ်တော့မှမတုံ့နှုံးတဲ့အသုံးတွေနဲ့ခမားကျွန်တော်နဲ့ခက်လျှော်လျှော်သုံးပုံထောက်တော့ငါ့ကိုမင်းကဒုထောက်အရှုံးပေးခြင်းပြင်းတဲ့လူတွေ ရန်လင်း၏ပြောသံများကြောင့်အောင်သူရိမာကြောင်တောင်တောင်ဖြစ်သွားသည်။ရွှေပြိုင်းကသာမခံခြင်းစိတ်နှင့်ရန်လင်းကိုရန်ပြန်တွေ့နေသည်။ဟဲ့တီနာကောင်ရန်လင်း။နင်ဟာလူမိုက်ပြီပြီငါအောင်ကယဉ်ကြီးကြီးပြောနေတာကိုရန်စကားပြောနေရသလား။နင်ပေတွန်းကများငါအောင်ကိုလက်ဝဲထိုးတိုင်းနိုင်ဘူးလို့လဲ။ဒါကိုအရှက်မရှိပဲအရှုံးပေးခြင်းလို့လားဘာလားနဲ့မိနေရသည်သလားဟင်။ရွှေပြိုင်းဤကက်ကက်လန်အောင်ရန်တွေ့တဲ့အကြောင်းရန်လင်းတော့ဘွားသွားခဲ့သည်။ဟဲ့မိပြိုင်းတို့ယောက်ျားတွေကိစ္စမှာနင်မပါစမ်းနဲ့ မိမပြီပြီငင်ငင်ကလေးနေစမ်းနှုတ်မငါစိတ်ဆိုးပြီးတီးမိရင်နင်ဟာပြိုင်ဘွားကနေလင်းတာဖြစ်သွားမယ်နော်အုံးမေစကားပြောတာလူမောင်းဝလိုက်တာတတိရှိရင်စမ်းကြည့်လေဟီမစမ်းမရစေနဲ့နင့်ယုံကအင်မတန်ချောနေတော့နင့်အသားကိုကင်ပြီးစမ်းကြည့်မိရင်နင့်ကိုကြိုက်သွားမှာဆိုလို့ပါရန်လင်းဤစကားများကြောင့်ရွှေပြိုင်မှာအကြီးအကျယ်ဒေါသတွေထွက်ကဟင်သူချင်းစို့ ဘာခွေးစကားပြောတာလဲဟူ၍ပြောရင်ရန်လင်းဤပကိုရိုက်ရန်ပြင်သည်အနည်းတွင်ရှိနေသော အောင်သူရင်ကရွှေပြိုင်းကိုဆွဲထားရသည်အဲ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 အရွှေပြိုင်းရံမပြင်းနဲ့လေတိကံစံပါဟာအောင်သူရင်ကရွှေပြိုင်းကိုချော့နေရသည်ရွှေပြိုင်းကတော့ခန္ဒီစတိကံခြင်းကိုထားနေသောအောင်သူရင်ဤအပြုတ်မှုကြီးများကြောင့်အံအားသင့်နေသည်ဟဲ့ငအောင်နင်းစင်ကာပူကပြန်လာမှဘယ်လိုဖြစ်သွားရတာလဲအရင်ကသာနင့်ကိုရန်လင်းကရန်စကားပြောရင်အခုလိုတိကံမနေပဲထချခဲ့တယ်မဟုတ်လား အခုနင့်တက်တီတွေဘယ်ကိုထွက်ပြေးကုန်ပြီလဲဟဲ့ဒီမဲ့ရွှေပြိုင်းတက်တီဆိုတာနေရာတကာမသုံးရဘူးသူ့ကိုတန်ဖိုးထားပြီးသုံးရတယ်ဒါမှတက်တီရဲ့ဂုံရှင်ဟာမြင်မမှာပေါ့ကိုကိုမခံချင်အောင်ပြောတိုင်းထချတာဟာတက်တီမဟုတ်ပါဘူးမယူရဲပဲဟာတက်တီမှာနှမျိုးနှစားရှိတယ်တစ်ခုက စိတ်သက်တက်တီဖြစ်ပြီးနောက်တစ်ခုကကာယတက်တီဖြစ်တယ်စိတ်ဓာတ်တတိဆိုတာမျိုးကတော့တစ်ဖက်သားကကိုယ့်ကိုဘယ်လိုပဲရန်စပြီးပြောနေပေမဲ့ခန္တီစတိကံချင်းတရားကိုလက်ကင်ထားပြနေတာဟာစိတ်ဓာတ်တတိပဲ ။နောက်ကာယတ္တိဆိုတာကတော့အမျိုးဘာသာသာသနာနဲ့နိုင်ငံတော်ကိုတိုင်းတစ်ပါးကထိပါလာရင် မကြောက်မရွံ့ပဲရဲဝင်စွာရှေ့ကနေအသေးခံပြီးတိုက်ခိုက်တာမျိုးကိုတော့ကာယတ္တိလို့ခေါ်တယ်။အခုလေငါကသူ့ကိုကြောက်လို့မဟုတ်ပဲစိတ်တတ္တိနဲ့တိခန့်နေတာပဲ။ငါပြောတာသဘောပေါက်တယ်မဟုတ်လား။အောင်တရင်ကခေပညာတတ်တူဘီဘီတတိနဲ့ပတ်သက်၍အနုစိတ်ခွဲချမ်းဝေဖန်ပြနေသည်ငါကောင်ဇက်ကကြီးကတော့ စင်ကာပူကပြန်လာမှအပြောဆိုရောအပြုမူတွေပါအရန်ကိုပြောင်းလဲတိုးတက်နေတာပဲကိုဒါပေမဲ့ဒီစကားတွေကြားရလို့မင်းကိုအထင်မကြီးပါဘူးငါ့ကိုကြောက်လို့စင်ကြီးစင်ကန်ပြီးတယ်ထင်နေတာပဲအေးမင်းဟာတကယ်ပဲငါ့ကိုမကြောက်ဘူးဆိုရင် လာမဲ့စနေနေ့ညကြရင်ဥဖိုးထောင်ရဲ့လေခွင်းမှာစိတ်မကြည်ဝဲနှွှဲကြစို့လားကြောက်ရင်မလာခဲ့နဲ့ပေါ့ကွာဟုတ်ပြီလားရန်လည်းမှာပြောပြတဟာနဲ့ရေကသူတို့အနီးမှထွက်သွားခဲ့သည် အောင်တရင်ကတော့ရန်လင်းကိုငေးကြည့်ရင်ကြံရစ်ခဲ့သည်ကိန့်လားငအောင်တီတင်နာကောင်ဖေသမရေသမားကိုအရေးလုံမနေနဲ့အကြီးလေးဒေါ်စိုးခင်စီသွားကြစို့ရွှေပိုင်းကအောင်တရင်ဤလက်ကိုဆွဲကခေါ်သွားသည် အောင်တရင်မှလည်းရွှေပိုင်းခေါ်ရသို့လိုက်ပါသွားတော်သည်စင်ဝေးရန်ရှောင်းဟူသောစကားဗမန်ကိုမိစက်အဝဲခိုင်းလိုက်ပြီးနောက်တစ်နေ့တွင် အောင်တရင်မှရန်ကုန်မြို့သို့သွားရန်ပြင်တော်သည်သူအနေနဲ့ဒီဗီဗီဒီယိုဆက်ဝဲရန်အကြောင်းပြု၍ သုံးနှစ်ခန့်ခွဲခွာနေရသောရန်ကုန်မြို့ရှိသူ့မိဘများကိုတွေ့လို့ရဖြစ်သည်မူလကသူတူရဲသွားရန်ပြင်တော်လဲရွှေပြိုင်းကသူပါလိုက်ခြင်းသည်ဟုအတင်းပူဇာနေ၍အောင်သူရိမာညင့်မရပဲခေါ်ခဲ့ရတော်သည်ရန်ကုန်မြို့သို့သွားရာတွင်ရန်ကုန်ဟင်္ဒရသင်္ဘောဖြင့်သာသွားခဲ့သည်ထိုကဲ့သို့အောင်သူရိနှင့်ရွှေပြိုင်းတို့ရန်ကုန်မြို့သို့သင်္ဘောနှင့်လာနေခြင်းတွင်ရန်ကုန်မြို့တွင်ရောက်နေသောအောင်ပြက်ကမှလည်းတော်ရွာတွင်ရှိမိခင်ကြီးဒေါ်အင်းရွယ်ကိုတွေ့ခြင်းနေ၍သွားလိုစိတ်တွင်ပြင်းပြနေသည် ို့သို့သွားရန်အောင်သူတွင်ဤမိဘနှစ်ပါးကိုမြည်တို့အကြောင်းတရားမျိုးကိုအမျိုးမျိုးစဉ်စားတွေးတောကြည့်နေသည်ဒီမောင်တန်းကိုအကူညီတောင်းရအောင်လဲမလွယ်ပေအကြောင်းမှာသူဤကောက်တီကောက်တန်နှင့်အထိခံထား၍ဒီမောင်တန်းမှာယခုအထိအပြည့်မထွက်နိုင်သေးပဲအိမ်တွင်အောင်နေရသည်อืมခက်တာပဲငါအမေရွာကိုငါဘယ်လိုပြန်ရပါမလဲစင်ကာပူသွားတော့ကအမေကုန်ခဲ့တဲ့ငွေတွေကိုလည်းငါပြန်ပေးခြင်းတယ်စာရိုက်ကနေငွေတွေပို့ရကောင်းမလားဟာမဖြစ်ပါဘူး ငွေတွေကတင်းချီပြီးပို့ရမှာဆိုတော့စားတဲ့ကပို့လို့မလွယ်ပုဂ္ဂလိကဗန်တွေကတဆင်ပို့ဖို့ကလည်းတို့နေတဲ့ရွာကဟင်္ဒရာမြို့နယ်ဆိုဝေးလွင်းနေတယ်ငါကိုယ်တိုင်သွားရင်လည်းအ ਨੇ ဆုံး၃ရက်လောက်ကြာသွားလိမ့်မယ်ဒါဆိုရင်ဒီအိမ်ကအောင်သူရင်ရဲ့မိဘတွေအတွက်စိတ်ပူစရာတွေဖြစ်တော့မယ်ငါလင်ညာထားတာတွေလည်းပေါ်ပြီးသားပဲငါဘယ်လိုလုပ်ရင်ကောင်းမလဲအောင်ပြကမှတွေးတာတွေးနေသည်အဖြေကတော့ရေးရေးမှပေါ်မလာပြီ အောင်သူရိနှင့်ရွှေပိုင်းတို့မှရန်ကုန်မြို့သို့ရောက်လျင်စကိုလန်ထဲတွင်ရှိတရုတ်စားသောဆန်တွင်နန္ဒစာကိုစားကြသည်ပြီးလျင်ပန်းစိုရန်အလေလန်းတို့ကကအငှားရင်နှင့်သွားကြသည်ပန်းစိုရန်အလေလန်းတွင်ရှိ DB အယောင်ဆန်တွင်ပနဆွန်နှင့်20လမ TV နှင့် VCD ပြဿတလုံးဝယ်ခဲ့သည် DB နှင့် VCD ပြဿနှစ်ခုအတွက်ကြားသင့်ငွေမှာ9သိန်းကျော်သည် အောင်သူရိတွင်မြန်မာငွေများမပါခဲ့၍ထိုလန်း၏အထက်လန်းတွင်နေထိုင်သောသူမိတ်ဆွေထံသို့သွားကဒေါ်လာနှင့်လက်ရငွေ10သိန်းကျော်ခန့်ရလာသည် ွေပန်းကိုတော့သူဝဲသောဒီဗီဆိုင်တွင် ထားသွားခဲ့သည်မြမငွေကြေးများရလာခဲ့ပြီမို့အောင်သူရိမာဒီဗီဆိုင်တို့ပြန်လာပြီးငွေရှင်းသည်ထိုဆိုင်ကမှတစဉ်သင်္ဘောစိတ်တို့ကကအငှရင်နှင့်ပင်သူတို့ပြန်လာခဲ့ကြသည်ဟင်္ဒရာနှင့်ရန်ကုန်ပြည်ဆွေးနေသောသင်္ဘောစိတ်ကြီးတို့သွားရောက်ရာလမ်းတွင်လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိသည်ထိုလက်ဖက်ရည်ဆိုင်မှာရွှေပန်းတို့နှင့်ဆွေရိတ်မကင်းမျိုးရိတ်မကင်းပိုင်ဆိုင်သောဆိုင်ဖြစ်သည်သူတို့မှာဝယ်ယူလာခဲ့ကြသော TV နှင့်ဗီဒီယိုပြဿတ်တို့ကိုအငှရင်ပေါ်မှတည်၍ထိုလည်းပဲအေးဆိုင်တွင်ချကြသည် ဆိုင်ရှင်ကပြော၍ထိုလပတ်ရေးဆိုင်မှဇပွဲတို့ကလေးနှစ်ဦးမှသူတို့ပြည်စည်းများကားပေါ်မှဆိုင်ထဲသို့တည်ယူပေးကြသည်ဒီမဲ့ရွှေပြိုင်ရန်ကုန်ကိုရောက်တော့ကိုကိုင်းပဲမှာနေတယ်ငါအတိအိမ်ကိုခဏသွားလိုက်ဦးမယ်နင်ကတော့ဒီဆိုင်မှာပဲနေပါအောင်သူရင်ကသူအလွန်တွေ့ချင်းမြင်ကျင်နေသောမိဘများထံသို့သွားလို့၍ယခုတော့ရွှေပြိုင်အားဖြစ်နေခြင်းပင်ရွှေပြိုင်ကလည်းအေးချင်းတွင်တော့ဇောတကမတက်မနေပဲလက်ခံလိုက်သည်အီလီနင်သွားခြင်းနဲ့သွားပစ္စည်းတွေကဝယ်ပြီးနေတော့ငါတို့ဘာနဲ့ပြန်မလဲ ခင်ဗျာတင်မောကညနေ9နာရီထွက်မယ်ပြောတယ်တဲ့ငါသိပါတယ်ငါအချိန်မီပြန်လာခဲ့ပါမယ်နင်သာပစ္စည်းတွေကိုကြည့်ထားအောင်တော်ရင်မှာရွှေပြန်းကမှာကြာပြင်းနောက်ထိုးဆိုင်မှထွက်လာခဲ့သည်အလင်းလိုအနှေးဖြစ်ဟူသောဇကားတိုင်းသူမိဘရှိရာသို့အမြန်သွားလိုပါကမှကကအငှားရင်တွေမှာရှားနေသည်လာနေကြသောအငှားရင်တွေကြတော့လဲမအားကြပြီဟာဒုက္ခပါပဲငါမိဘတွေစီကိုအမြန်သွားခြင်းကမှကကတွေကလည်းရှားလိုက်တာ ဒီမှာရက်ဆောင်နေလို့တော့မဖြစ်ဘူးကားသွားလာများတယ်မဟာပန္နုလလမ်းမကြီးစီသွားမှာပဲအောင်တရေမှာစိတ်ပြတ်တန်နဲ့ညီတော်ရင်မဟာပန္နုလလမ်းဘက်သို့လျှောက်သွားနေသည်ထိုလမ်းမကြီးသို့ရောက်၍တစ်ဖက်မှလာနေသောကကကကိုလက်ပြကားသူတားမီအပြုတွင်သူအနီးသို့စူပါရုကားကလေးတစ်စီးမှဝုန်းကနဲထိုးရက်လိုက်သည်ကုကုကားရမခေါ်တန်ကြောင့်အောင်သူရင်လှမ်းကြည့်မိသည်ဟဲညီမလေးဝင်လေပါလားဒါဒါဘယ်ကလာတာလဲဟင် အောင်သူရင်ကဝန်တာအာရနဲ့ချစ်ရည်ဝင်လဲကိုမေးနေပြီ။နေစမ်းမအောင်ဒါရီကိုနောက်မှမေးအခုညီမမေးတာအရင်ဖြေ။ဟေးညီမကဘာတွေများမေးကျင်လို့လဲပြောပါဦး။ပါမေးရမှာလေကိုကိုဟာဒီဘက်ကိုဘာလာလုတာလဲ။ဘာလုတလဲဆိုတော့ဟင်္ဒရာတင်မအဲအဲရောင်းလို့ဒီကနေ့ညနေမှာကိုကိုအတီဟင်္ဒရာတင်မနဲ့ပြန်တယ်ဆိုလို့လာတွေ့တာပါ။ဟာကိုကိုဟာကမဟုတ်သေးပါဘူး။စောစောကတော့ရွှေရုံဘုရားကြီးကိုမဖူးရတာကြာနေလို့သွားဖူးမယ်ပြောလို့ဝင်းလဲကလိုက်ဖို့ပြီးခဲ့တယ်လေ ဝင်းလင်းကတော့ကိုကိုနဲ့ဖရာတူဖူးမယ်ပြောတော့ကိုကိုကဒီတစ်ခါတယောက်သေးပဲဖူးပြရစင်နောက်တစ်ခါကျမှညီမနဲ့ဖူးမယ်ဆိုလို့ကိုကိုကိုအနောက်ဘက်မှုံမှာချပေးခဲ့တာအခု15မိနစ်လောက်ပဲရှိသေးတယ်မော်တင်လမ်းဘက်ကိုရောက်နေပြီဒါကဘယ်လိုဖြစ်တာလဲပြောစမ်းပါဦးချစ်ရဲ့ဝင်းလဲဤစကားများကြောင့်အောင်တရိန်မှအံအောမဆုံးဖြစ်နေသည်အောရမသူ့ကိုရွှေပြိုင်းတို့ကအောင်ပြက်ကအမတ်နဲ့လူမခဲ့ကြသလိုအောင်ပြက်ကကိုလည်းသူ့အမတ်နဲ့လူမနေကြရမည်ဟုတွေးလိုက်မိသည် ထို့သောတွင်မိယာမသူတို့ဤဇတ်လျှော့ကိုချစ်ရည်ဝန်းလဲအမှန်ကိုသိစေရန်ရှင်းပြဖို့အောင်သူတွေမှာကြံရွယ်မိသေးသည်သို့သောသို့သောသူမှာရွှေပြိုင်းနှင့်အတူရွာကိုပြန်ရအောင်မြင်မှုယခုလောလောဆယ်တွင်ဖွင့်ပြရန်အချိန်မတိုင်သေးပေဒီလိုဆိုမာကိုဆက်လို့တင်သည်အောင်သူတွေချိန်ဆနေ၌ချစ်ရည်ဝန်းလဲကဆက်၍မေးနေပြန်သည်နောက်တစ်ခုထပ်မေးရအောင်မယ်သောသောပိုင်းမိနစ်20လောက်တုန်းကကိုကိုဝိခေရာကအင်ဒိုနီးရှားပါတီလက်တူအင်ဂျင်နဲ့မျက်ပြာရောင်တက်ကလက်ပေါင်းပြီးတော့ဝှက်ထားတယ်မဟုတ်လား အခုတော့မဆရိုက်လုံကြီးနဲ့အဖြူရောင်ရှက်အင်းကြီးလက်ရှိကြီးကိုမိနစ်၃၀အတွင်းပြန်လွတ်ပြီးပြောင်းဝင်လိုက်ရတာလေအဲ့ဒါတွေကိုဝင်းလည်းနားမလည်လို့ရှင်းပြစမ်းပါဟုတ်ကဲ့ပါခင်ဗျာအာသစာရေးဆရာဆရာကျူမွေးဤသမီးတို့ချစ်သူနှမလူဆိုတဲ့ဟာသဝိတုစာအုပ်ကို အပိုင်းကားနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးအထိလိုက်ပါနားဆင် ခံစားပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း၆မှာ ြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုံးမြတ်ထင်ပါခင်ဗျာ